ကျွန်ုပ်ကိုရရှိဖို့အတွက် အရေးကြီးဆုံးအချက်တစ်ခုကဘာလဲဆိုတော့အီမန်ဖြစ်တဲ့အလ္လာရှင်မြတ်အပေါ်မှာအီမန်တဝင်ယုံကြည်ရမယ်တမန်တော်မုဟမ္မဒ်ဆလလောဟူအလိဟီဝဆလမ်ရဲ့အပေါ်မှာကျွန်တော်မြတ်ကုရ်အာန်ရဲ့အပေါ်မှာအရိတိုင်းပဲဖရစ်တာရီအလ္လာရှင်ဆီလုခဲတဲ့ရဆူလ်တမန်တော်ရီအလ္လာရှင်ချပေးခဲ့တဲ့ကျမ်းစာအုပ်တွေအလ္လာရှင်သတ်မှတ်စီမံထားတဲ့တက်ဒီးလို့ခေါ်တဲ့အရာအရိတိုင်းပဲအာခီရတ် ကယာမတ်နေ့စသဖြင့်အရီအရာတွေကိုဥစွာပထမယုံကြည်လက်ခံထားဖို့လိုအပ်တယ်ဒုတိယတစ်ချက်ကပါလဲဆိုတော့ငါးချိန်နမတ်ဝတ်ပြုခြင်းဖြစ်တယ်ဂျန္နတ်ကိုရရှိဖို့အတွက်ငါးချိန်နမတ်ဝတ်ပြုဖို့ကလည်းတိတ်ကိုအရေးကြီးတယ်ဟာဒီစ်တော်မှာလာရှိထားတဲ့တမန်တော်မြတ်ကြီးဆလလာဟူအလိဟီဝဆလမ်အမိန့်ရှိတယ်အချင်းသူတအုပ်တယောက်ကငါးချိန်နမတ်ကိုဆွဆွမြဲမြဲဖတ်မယ်ဆိုရင်အလ္လာရှင်မြတ်က သူ့ကိုဂျန်နတ်ထဲကို ဝင်ရောက်စေမယ်။နောက်တဲ့တစ်ချက်ကတော့ကိုနာရီကနေပြီးတော့ရှောက်ချင်တာပဲဖြစ်တဲ့ဂျန်နတ်ကိုရရှိဖို့အတွက် မကောင်းမှုအကြီးစားတွေဖြစ်တဲ့လိန်လေပြောဆိုတာဇင်နာကျူးလွန်တာအရိအတိုင်းပဲသူတပားကိုမတရားနှိပ်စက်တာအသိအဖြစ်နေပြောတာအတိုးစားတာခိုးတာဝတ်တာ မိဘအမိတ်ပီဆန္နာစသဖြင့်ဒီလိုမကောင်းမှုအကြီးစားတွေကိုရှောင်ကျဉ်ဖို့လိုအပ်တဲ့ဂျန္နတ်ကိုလွယ်လွယ်ကူကူနဲ့ရရှိဖို့အတွက်ဒါတွေကိုရှောင်ကျဉ်ဖို့လည်းလိုအပ်တဲ့နောက်တစ်ခုကဘာလဲဆိုတော့ကောင်းမှုတွေကိုပြုလုပ်တာပဲဖြစ်တဲ့ကိုကဇကာတ်ပေးနေရတဲ့သူဆိုရင်ဇကာတ်တာဝန်ကိုချင်းချင်းပုံပုံပေးမယ်အဲ့ဒီနောက်မှာမိမိဘက်ကနေပြီးတော့ထပ်ပြီးတော့ဆဒကာပေးကမ်းလူရမ်းမယ် ဒီတိုင်းပဲလမရမဇန်မှာရူဇာထားမယ်တအပြင်းနဖီလ်ရူဇာတွေပါတတ်နိုင်ရင်ထားလိုက်မယ်မိဘတွေကို ပြုစုမယ်စောင့်ရှောက်မယ်ယတိမ်ကလေးတွေကို ပေးကမ်းလူရမ်းမယ်လူတွေကို ကောက်ကောက်မွန်မွန်ဆက်ဆံမယ်ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ဟာဒီသ်တော်တွေထဲမှာကျွန်တော်မြတ်ကုရ်အန်ထဲမှာထူးမြတ်မှုတွေလာရှိထားတယ်။ဒါတွေကိုအကြောင်းခံပြီးတော့လဲလွယ်လွယ်ကူကူနဲ့ဂျန်နတ်ကိုရရှိသွားနိုင်တယ်။ လေးစားတဲ့လူကြီးမင်းများခင်များဂျန်နက်ကိုရရှိနိုင်တဲ့လောက်ရဲ့တစ်ခုက ပါလဲဆိုတော့ကိုကျင့်တရားကောင်းမွန်ခြင်းပဲဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းဟာဒီသ်တော်မှာလာရှိထားတဲ့တမန်တော်မြတ်ကြီးဆလလောဟူအလัยဟီဝဆလမ်အမိရှိခဲ့တဲ့ကီယာမတ်နေ့မှာမိုမင်တယောက်အတွက်ဒီကိုကျင့်တရားကောင်းမွန်နေဆိုတဲ့ကိစ္စထပ်ပို့ပြီးတော့လေးလံနဲ့ကောင်းမှုနောက်တစ်ခုရှိမှာမဟုတ်ဘူး။ ဆူလူရာကကောင်းမှုမကောင်းမှုကိုချိန်သွဲတဲ့အခါမှာဒါကိုအကြောင်းခံပြီးတော့ဒီလူသားရဲ့ကောင်းမှုတွေအချိန်စီးသွားမယ်ကောင်းမှုဘက်ကအလေးတားသွားမယ်ဒါကိုအကြောင်းခံပြီးတော့သူဂျန္နတ်ကိုရရှိသွားနိုင်တယ်နောက်တစ်ခုကဘာလဲဆိုတော့တမန်တော်မြတ်ကြီးဆလလောဟူအလัยဟီဝဆလမ်ရဲ့ဆွန္နတ်ကိုလိုက်နာခြင်းသုံးတာဒါကိုအကြောင်းခံပြီးတော့လဲဂျန္နတ်ကိုရရှိသွားနိုင်တယ်ခါရီကျမ်းထဲမှာဟာဒီသ်တော်လာရှိထားတဲ့ كل أمتي يدخلون الجنة إلا من أبى ညီစင်တဲ့သူတွေကလွဲပြီးတော့ငါကိုရောရဲ့တခြားအမတ်တွေကဂျန္နတ်ထဲကိုဝင်ရောက်ကြရလိမ့်မယ်။အဲ့ဒီလိုအမိတ်ရှိလိုက်တဲ့အခါမှာဆွာဘာတာဝကတွေရှောက်ထားကြတဲ့ယာရဆူလလာဘသူတွေကညီစင်ကြမှာလဲဆက်လက်ပြီးတော့တမန်တော်အမိတ်ရှိပြန်တဲ့မန်အတောအနီဒခလလ်ဂျန္နာ ငါကိုရောရဲ့အမိတ်ကိုနာခံတဲ့သူကတော့ဂျန္နတ်ထဲကိုဝင်သွားရမယ်ဝမန်အာဆောနီဖကဒ်အဘငါကိုရောရဲ့အမိတ်ကိုဖီဆန်သူကတော့သူကညှင်းဆန်တဲ့သူပဲဖြစ်လိမ့်မယ်လိဇာတဲလူကြီးမြတ်ခင်ဗျာဒီဟာဒီသ်တော်ကနေသိရတဲ့တမန်တော်မြတ်ကြီးဆလလာဟူအလัยဟီဝဆလမ်ရဲ့အမိတ်ကိုနာခံတယ်ဆိုတာကတမန်တော်ရဲ့ဆွန်နတ်တေအပေါ်မှာလိုက်နာခြင်းတုံးတာပဲဖြစ်တဲ့ နောက်တဲ့တစ်ချက်ကပါလဲဆိုတော့တောဘာလုတ်တာအစ်စတိဂ်ဖာလုတ်တာပဲဖြစ်တဲ့ဒါကိုအကြောင်းခံပြီးတော့လဲဂျန္နတ်ကိုရရှိသွားနိုင်တဲ့ဟာဒီသ်တော်မာလာရှိတဲ့ညအချိန်ရောက်တဲ့အခါမှာ အလ္လာဟ်အရှင်မြတ်ကမိမိရဲ့လက်တော်ကိုဖြန့်ကျက်တော်မူတဲ့ဒီဟာဒီစ်တော်ကမွတ်စလင်ချန်နယ်မှာရှိတဲ့လေးစားတဲ့လူကြီးမင်းများခင်ဗျာအလ္လာဟ်အရှင်မြတ်ကမိမိရဲ့လက်တော်ကိုဖြန့်ကျက်တယ်ဆိုတဲ့အလိုသဘောကအလ္လာဟ်အရှင်ညချိန်မှာဘန္ဒာလူသားတွေနဲ့တိုက်ကွန်နှီးဆက်သွားတဲ့ဘာဖြစ်လို့နှီးဆက်သွားတာလဲဆိုတော့ဆက်လက်ပြီးတော့တမန်တော်အမိန့်ရှိတဲ့ ဘာဖြစ်လို့အလာအရှင်မြတ်ကညအချိန်မှာမိမိရဲ့လက်တော်ကိုဖြန့်ကျက်တာလဲဆိုတော့နေ့အချိန်မှာမကောင်းမှုကျူးလွန်ခဲ့တဲ့သူတွေကိုနာတွေပြုတ်လုခဲ့တဲ့သူတွေမိမိအမားကိုတိပြီးတော့ညအချိန်မှာတောက်ပါလုတ်ဖို့အတွက်ပဲဖြစ်တဲ့ဒီကနေပါတိရလဲဆိုတော့ညအချိန်မှာတောက်ပါလုတ်တဲ့အတွက်ကြောင့်လူသားရဲ့ပြည့်မှုတွေကိုအလာအရှင်ခွင့်လွန်ပေးလိုက်နိုင်တယ် ဒီနောက်ပိုင်းမှာအရေးကြီးတဲ့တစ်ချက်ကဘာလဲဆိုတော့အလ္လာအရှင်မြတ်ရဲ့ထံမှာဂျန္နတ်ကိုတောင်းခံရမယ်တမန်တော်မြတ်ကြီးဆလလောအလီဟီဝဆလမ်ဒီလိုတောင်းခံခဲ့တဲ့အလ္လာဟုမ်မာအင်နီအစအလုကလ်ဂျန္နာအိုအလ္လာအရှင်ကျွန်တော်မျိုးအလ္လာအရှင်မြတ်ရဲ့ထံပါတော်ကနေပြီးတော့ဂျန္နတ်ကိုတောင်းခံပါတယ်ဒီတော့ဂျန္နတ်ကိုတောင်းခံဖို့လဲတိတ်ကိုအရေးကြီးတယ်တိရမီဇီကျမ်းရဲ့ဟာဒီသ်တော်တဲ့ဘုံမှာဒီလိုလာရှိထားတယ် လူသားတယောက်ကအလာရှင်မျက်စီကနေပြီးတော့သုံးချိန်ဂျန္နတ်ကိုတောင်းခံမယ်ဆိုရင်ဂျန္နတ်ကအဲ့ဒီလူသားအတွက် အလာစီမာဒူအာပြန်တောင်းပေးတယ်အလ္လာဟူမအဒခိလ်ဟူလ်ဂျန္နာအိုအလာရှင်ဒီလူသားကိုအလာရှင်ဂျန္နတ်ထဲကိုဝင်ရောက်စေတော်မူပါအဲ့ဒီဟဒီသ်တော်ထဲမှာဒီလိုလဲလာရှိထားတယ်လူတယောက်က အလ္လာရှင်မြတ်ရဲ့ထံပါမှာဂျဟန္နမ်ကနေခိုးလုံမဲဆိုရင်ဂျဟန္နမ်ကသူ့အတွက်တူဝါတောင်းခံပေးမယ်ယအလ္လာရှင်ဒီလူသားကိုအလ္လာရှင်ကျွန်တော်စီကနေပြီးတော့လွတ်မြောက်ခွင့်ချီးမြှင့်ပေးတနာတော်မူပါလေစာတဲ့လူချင်းမြများခင်များဂျန္နတ်ရဲ့ထူးခြားချက်တွေကတစ်ချက်ကဘာလဲဆိုတော့ဂျန္နတ်မှာလူသားတွေကမော့လို့ခေါ်တဲ့တည်ခြင်းတရားကိုခံစားရမှာမဟုတ်တော့ဘူး ဘူခါရီကျမ်းရဲ့ဟဒီစ်တော်မှာဒီလိုလာရှိထားတဲ့ကီယာမတ်နေ့ရောက်တဲ့အခါမှာမော့တ်လို့ခေါ်တဲ့တည်ခြင်းတရားကိုဂျန္နတ်နဲ့ဂျဟန္နမ်ရဲ့ကြားထဲမှာစဘာလုတ်လိုက်ကြမယ်အဲ့ဒီနောက်မှာဒီလိုကျင်ညာကြလိမ့်မယ်အိုးဂျန္နတ်ထဲမှာရှိတဲ့သူတွေအတင်တို့အတွက်တည်ခြင်းတရားဆိုတာရှိမှာမဟုတ်တော့ဘူးဂျဟန္နမ်ဘက်ကိုလဲပြီးတော့လဲကျင်ညာမယ် ိုးဂျဟနမ်ထဲကဒူရေအသင်တို့အတော်လဲတည်ခြင်းတရားဆိုတာရှိတော်မှာမဟုတ်ဘူးဂျန္နတ်မှာမောပန်းနာအာအင်ကုန်ခန်းနာစိတ်မကောင်းဖြစ်ရတာအဲ့ဒီလိုအခက်ခဲတွေဘာမှရှိမှာမဟုတ်ဘူးကျန်တော်မြတ်ကုရ်အန်ထဲမှာအလ္လာဟ်ရှင်အမိန့်ရှိထားတယ်လာယမဆူဟွမ်ဖီဟာနဆဝဘွန်ဝမာဟွမ်မင်ဟာဘီမခရဂျင်း ဂျန်နတ်ထဲမှာမောပန်းနွမ်းနယ်မှုကို ခံစားရမှာမဟုတ်တလို့အဲ့ဒီဂျန်နတ်ကနေပြီးတော့ဘယ်တော့မှနှင်ထုတ်ခံရမှာလည်းမဟုတ်ဘူးဂျန်နတ်ရဲ့နောက်ထပ်ထူးခြားချက်ကတော့ဂျန်နတ်ထဲမှာအမြဲတမ်းနုပြိုနေလိမ့်မယ်လမ်းဆန်းနေလိမ့်မယ်မုစနဒီအာမတ်ဂျန်နဲ့မာဒီလိုဟာဒီစ်တော်လာရှိထားတဲ့ဂျန်နတီတွေရဲ့ဇပင်တွေကနတ်မောင်နေလိမ့်မယ်ထူပိမ့်နေလိမ့်မယ်ဆိုလိုတာကသူတို့တွေနုပြိုနေကြလိမ့်မယ် ဂျန်နတီရဲ့အသက်က33နှစ်အရွယ်ဖြစ်နေလိမ့်မယ်။နောက်ထပ်ထူးခြားချက်ကတော့ဂျန်နတ်မှာလူကျင်နာအားလုံးရမယ်။ကျွန်တော်မြတ်ကုရ်အန်နဲ့မှာအလ္လာရှင်အမိန့်ရှိထားသေးတယ်ဝလကုမ်ဖီဟာမာတရှ်တဟီအန်ဖူဆူကုမ်အတင်းတို့နှလုံးသားတွေကဘယ်အရာတွေကို လူလားတောင်းတလဲအဲ့ဒီအရာကဂျန်နတ်ထဲမှာရှိနေလိမ့်မယ်ဝလကုမ်ဖီဟာမာတဒအူန် ဂျန်နတ်မှာအသင်တို့တောင်းခံတဲ့အရာကိုအသင်တို့ရရှိမယ်။နောက်တဲ့တစ်ခုကဂျန်နတ်ရောက်သွားတဲ့အခါမှာတဦးနဲ့တဦးမနာလိုစိတ်တွေအမုန်းတရားတွေဘာမှရှိမှာမဟုတ်ဘူး။ဒါနဲ့ပတ်သက်ပြီးတော့လဲကျမ်းတော်မြတ်ကုရ်အန်ထဲမှာအလ္လာဟ်အရှင်အမိန့်ရှိထားသေးတယ်။ဝနဇာနာမာဖီဆူဒူရီဟင်မင်ဂိလ်ငါရှင်မြတ်ကဂျန်နတ်တီးရဲ့နှလုံးသားမှာရှိတဲ့ အညုအသေးတွေအာကာသတွေကိုငါအရှင်ဆွဲထုတ်တော်မူမယ်မုစတဒီအာမတ်ဂျန်နဲ့မဟာဒီသ်တော်တပုတ်ရှိတဲ့တမန်တော်မြတ်ကြီးဆလလောအလိဟိဝဆလမ်အမိတ်ရှိထားတဲ့ဂျန်နတ်မှာဒီလိုနန်းတော်တွေရှိမယ်အဲ့ဒီနန်းတော်တွေကိုရွှေငွေနဲ့လုပ်ထားတဲ့အုတ်တွေအဲ့ဒီအတိုင်းပဲကြောက်တံပရမယာတွေစသဖြင့်အဲ့ဒီလိုတန်ဖိုးကြီးပစ္စည်းတွေနဲ့ဆောက်လုပ်ထားကြလိမ့်မယ် နောက်တစ်ခုကတော့ဂျမ်ဂျနတ်မှာတောက်ရမယ်ယမကာပဲဖြစ်တဲ့ကျမ်းတော်မြတ်ကုရ်အန်ထဲမှာဒီယမကာနဲ့ပတ်သက်ပြီးတော့အလ္လာဟ်အရှင်အမိန့်ရှိထားတယ်လာဖီဟာဂေါလွန်ဝလာဟွမ်အန်ဟာယွန်ဇဖူန်အဲ့ဒီယမကာထဲမှာလူတွေအတွက်ဒုက္ခဖြစ်เสียဘာမှမရှိတလို့အဲ့ဒီယမကာကိုတောက်ပြီးတော့လူတွေမူဝေသွားကြမှာမဟုတ်ဘူးဆိုလိုတာကဒုနီယာလောကမှာရှိတဲ့အရက်နဲ့ဒီယမကာကဘာမှမဆိုင်ဘူး နောက်ထပ်ထူးခြားချက်တစ်ခုကတော့ဂျန္နတ်မှာရှိတဲ့အစားအစာတွေကနေပြီးတော့မတူညီတဲ့အရာဒါကိုခံစားရလိမ့်မယ်။ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအလ္လာရှင်အမိန့်ရှိထားတယ်ကလမရူဇီကူမင်ဆမရတ်ရစ်ကန်ကောလူဟာဒါလဒီရူဇီကနာမင်ကဘလဝအူတူဘီဟီမူတရှာဘီဟာဂျန္နတ်မာဂျန္နတီရေတတိဝလံတခုခုကိုသူတို့စားတဲ့အခါမှာ သူတို့ဒီလိုပြောကြတယ်ဒီအသီးနှံကိုငါတို့ဒုနယာလောကမှာလဲစားခဲ့တာပဲဒါပေမဲ့အဲ့ဒီအသီးနှံကဒုနယာလောကရဲ့အသီးနှံနဲ့ပုံစံသာတူတာအရသာတွေကွဲပြားနေလိမ့်မယ်အဲ့ဒီတိုင်းပဲဂျနတ်မှာတိတ်ကိုအဖို့တန်တဲ့အဝိစားတွေဘယ်တော့မှဟောင်းနှွမ်းသွားမှာမဟုတ်တဲ့အဝိစားတွေကိုဝတ်ခွင့်ရလိမ့်မယ်ကျန်တော်မြတ်ကုရ်အာန်နဲ့မှရှလာရှိထားတဲ့ယူဟလောနာဖီဟာမင်အဆာဝီရမင်ဇဟဘင် ويلبسون ثيابا خضرا من سندس واستبرق جنتي ရေကိုရွှေလက်ကောက်သွေးစင်ရင်ပေးကြလိမ့်မယ်ပါလွာတဲ့ပိုးထဲကနေပြီးတော့အတာခတ်ထူထူပိုးထဲအင်ဂျီတွေကနေပြီးတော့အစိမ်းရောင်အင်ဂျီကိုဝစ်စင်ပေးခြင်းခံရမယ်လေစာတဲ့လူချင်းမင်းများခင်များအဲ့ဒီအတိုင်းပဲဂျန္နတ်မှာတိတ်ကိုအစင်းမြင်မာတဲ့သူတွေနဲ့ခင်မင်ရင်းနှီးခွင့်ရလိမ့်မယ် ဟဒီစ်တော်မှာလာရှိတဲ့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလัยဟီဝဆလမ်အမိတ်ရှိခဲ့တဲ့ဟူရ်ကညာပြူတွေရရှိမဲ့အကြီးမားဆုံးသောအလာအရှင်ချီးမြှင့်မဲ့စီစဉ်ကြတော့ အလာအရှင်မြတ်ကိုဖူးမြော်ခွင့်ရခြင်းပဲဖြစ်တဲ့လိဇာတဲလူကြီးမင်းများခင်ဗျာအလာအရှင်အမိတ်ရှိတော်မူမဲ့ဆလမ်မွန်ကောလမ်မင်ရဗ်ဘီရဟိမ်အလုံးတနာကျင်နာတော်မူတဲ့အရှင်မြတ်ဘတ်တော်ကနေပြီးတော့ဆလာမြေတာပို့တာပါတဲ့ လေစာတယ်လူကြီးမင်းများခင်များပညာရှင်တွေအမိတ်ရှိတဲ့ဂျန်နတ်မှာရှိတဲ့စီစဉ်နေတဲ့ကအကောင်းဆုံးသော စီစဉ်ကဘာလဲဆိုတော့အလ္လာဟ်အရှင်မြတ်ကိုဖူးမြော်ခွင့်ရခြင်းပဲဖြစ်တယ်။အလ္လာဟ်အရှင်ကျွန်တော်တို့အားလုံးကိုဂျန်နတ်ကိုရရှိနိုင်တဲ့အခွင့်အရေးချီးမြှင့်ပေးသနာတော်မူပါစေ။ဝါအခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရဗ်အယ်လမီး။